YouTube channel ကိုကြည့်ရှုနေတဲ့ချစ်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါရှင်။မိကိုကတော့ဖအံမြို့နယ်ကိုရောက်ရှိနေတာဖြစ်ပါတယ်။ဖះတဲမဲ့ရွာကိုသွားမလို့ပါ။ဦးစင်းနေတဲ့ရွာကျောင်းမှာဖះတဲတာပါ။ကျမတို့ဖအံမြို့ပေါ်ကနေဦးစင်းနေတဲ့ရွာကိုနည်းနည်းသွားရပါသေးတယ်။ဒီဥရုကတော့နည်းနည်းတော့ပူပါတယ်။ ိုးရှေ့မှာကြောက်တောင်ပေါ်မှာစီရီလေးတည်ထားတာအရန်ကိုတက်ပဲဖို့ကောင်းပါတယ်မြေကိုးလေးတွေရဲ့အနောက်ကတောင်နှမ်းလာတွေရဲ့တောင်ငုံပေါ်ကစီရီလေးတွေရဲ့အရန်ကိုကြည်ညိုတက်ပဲဖို့ကောင်းပါတယ်လာတာပဲเนาะချာသေးလူကလည်းအေးချမ်းသာရတယ်တောင်နှမ်းကြီးရဲ့အလှတွေရဲ့ရှုခင်းကြီးရဲ့အလှတွေရဲ့ပေါင်းဆက်လိုက်တော့တဘာဝအလှတရားကြီးကကြည်လို့မဝနိုင်တဲ့ပကြီကားတစ်ချက်ကိုကြည်ရတယ်လို့ပါပဲ ချင်းလို့မကုန်နိုင်တဲ့တဘာဝအလှတရားတွေပါ။ဟိုးရှိမှမြင်တွေ့နေရတာတော့ဒေါနာတောင်တန်းနဲ့ဇော်ကွင်တောင်တန်းဖြစ်ပါတယ်။ဖောင်စိတ်တို့ရောက်ရှိနေပါပြီ။ဥပကန်းကူကိုဖောင်မော်ကိုကားတွေတင်ဖို့အတွက်ကားတွေတန်းစီနေပါတယ်ရှင်။မိကူကတော့ရေပြင်ကျင်းရဲ့အလှတရားကိုကြည့်ချင်းလို့ဖောင်မော်ကိုလမ်းလျှောက်ပြီးတော့ပဲတက်လိုက်ပါတယ်ရှင်။အိုးရေတွေကလမ်းလှလိုက်တာကြည့်ပါဦး။ကြည့်စိမ့်နေရပဲ။ကြည့်ရင် ကျင်သိပေါလာလို့ကားလည်းပဲဝင်ထိုင်နေလိုက်ပါတယ်ရှင်။ပြင်မာလေးရာသီဥတော်အရန်ပူတော့မိကိုကားလည်းပဲဝင်ထိုင်နေလိုက်ပါတယ်အနောက်မှာလည်းချစ်သေးတုံးလေးပါပါတယ်။မကြခင်ကန်းကတ်တော့မှာပါကန်းပေါ်ကိုတက်ဖို့အတွက်အချက်ပြပေးနေတာပါဒါကန်းပေါ်ကိုတက်မဲ့ဖောင်ပေါ်ကားတွေပေါ့နော်။အဲ့လိုကားတွေတက်မဲ့ဆိုအချက်ပြတာပါ။ရွာကိုရောက်ဖို့အတွက်နည်းနည်းတော့မောင်းပါပါ းရှိမှမြင်တွေ့နေရတဲ့တောင်ကလေးကတော့ပြည်ပရဲ့စေရုံကြီးတည်ထားတဲ့တောင်ကလေးနဲ့ကြည့်ပါပါမကြခင်ရောက်ပါတော့မယ်ရှင်အခုဒီဗီဒီယိုလေးကိုကြည့်ရှုပြီးတဲ့ချစ်မိတ်ဆွေများအားလုံးကိုလည်းကရင်ပြည်နယ်သို့ဖျားမှုလာဖို့ဖိတ်ခေါ်ပါတယ်ရှင်ကရင်ပြည်နယ်မှာဖုံးလို့မကုန်နိုင်တဲ့ဇီဒီပထူးတွေအများကြီးပါပဲရှင်ခုဆိုရင်ဖျားတယ်မဲ့ဥစင်းရဲ့ရွာတို့ရောက်ရှိနေပါပြီ ဦးစင်းရဲ့ရွာနာမည်လေးကတော့နိုင်ဖွဲ့ညူနဲ့တောင်ကလေးနှစ်ကျေးရွာမှာပြည်မှုရန်စေတော်မြတ်ကြီးကို ပြန်လည်ပြုပြင်မွမ်းမံမှုအတွက်ဦးစင်းရဲ့ရွာကိုရောက်နေပါပြီအကြခင်တောင်ပေါ်တက်ပါတော့မယ်ဒါကတောင်ချီရင်းပါရှင်ဟိုးအရှိမမြင်တွေ့ရတာတော့ဖီဖူးရဲ့စေတော်မြတ်ကြီးရဲ့မဟုတ်ဥဝဖြစ်ပါတယ်တတ်သွားလို့ရှိရင်တောင်မော်ရောက်ပါပြီ ဒါကတောင်ချီမှာရှိတဲ့နောက်ထပ်တောင်နဲ့အလှတွေပေါ့နော်။ဒီဖူးရဲ့ဇီရိုမြက်ကြီးကို ပြန်လဲပြပြမှုမှန်နေတာပါ။အခုဆိုလို့ရှိရင်အပေါ်ပိုင်းမှာစေတုတ်ရောင်တော်ဖွင့်နေတာပါ။ရှာသေးဥရုကလည်းမိုးရွာလိုက်နေပူလိုက်ဆိုတော့အခက်ခဲလေးတွေတော့အနေချင်းရှိပါတယ်။ရှောင်းတော်ဖွင့်စေတုတ်တယ်ဆိုတာလေရာသီဥရုတာယာပြီးနေပူရင်တော့အရန်တုတ်လို့ကောင်းတာပေါ့နော်။ ။ရာသီဥတုရဲ့အခက်ခဲလေးတွေကြောင့်အနည်းချင်းတော့ကြာမြင့်သွားပါတယ်။ဒီပြဖို့ရန်စီတော်မြတ်ကြီးကငကိုစီဒီအဟောင်းကိုပဲပြန်လဲပြုပြင်မွမ်းမံတော့ဘောနော်အရင်တော့ကတော့စီဒီတစုလုံးကရွှေရောင်လေးပါပဲအခုကျတော့စီဒီတစုလုံးကိုအဖြူရောင်လေးတွေနဲ့ ပန်းကနုတ်တွေမှာတော့ရွှေရောင်လေးတွေတုပ်ပေးထားပါတယ်။ဒါကလည်းဆရာတော်ဘုရားကြီးရဲ့အကြိုက်ပေါ့နော်။ဆရာတော်ကြီးကဒီတိုင်းချိန်တယ်ဒီတိုင်းလိုချင်တယ်ဆိုတော့ဆရာတော်ရဲ့အကြိုက်တိုင်းရွာသူရွာသားတွေရဲ့အကြိုက်တိုင်းကောင်းခင်ကရာသီဥရုကိုလည်းချိန်လိုက်ပါအောင်ရှင်။ရာသီဥကအဲ့လိုပါပဲနော်။မဲမောင်မြာပဲအဲ့ဒီအခက်ခဲတွေကြားရတဲ့ဟာဇီရိုမြင့်ကြည့်ဖို့အောင်မြင်စွာနဲ့ ုတောင်းလဲပြပါတယ်ဒီဖီအိုင်းမှာလာပြီးအထိတ်ထန်တဲ့လူတွေကတကယ်ဆုတောင်းပြတယ်လို့ပြောပါတယ်ကရင်ပြည်နယ်ကိုရောက်လို့ရှိရင်ပြည်ဖူးရံစီရမယ့်